လုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူဒီမူမတီ channel လေးကိုအမြဲတမ်း update ကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးကိုပြန်လည်ပြီးတော့ကျွန်တော်ရဲ့ပုံတော်မူတွက်ဆက်ပြီးလို့နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာအဲ့တော့ပြီးသွားတဲ့ပုံတော်မူမှာဆိုရင်ကျွန်တော်ပြပေးခဲ့တဲ့တွက်ဆက်ကနေပြီးတော့ဒီနေ့ပုံမှာ6ကိုလည်းပဲ lesson လာဖို့အကြိုက်တာလေးတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းကြီးကိုလည်းကျွန်တော်ပြောခဲ့ပါတယ်အဲ့တော့နေ့နေ့ခင်းမှာဆိုတော့6တလုံးတော့ဆက်သွားခဲ့တယ်ဒါပေမဲ့ပုံတော်ဒီတော့နင်းမှာပါဘာကြောင့်လဲဆိုတော့တတိယနေ့ထွက်ပြီးသားဝင်အင်္ဂါနေ့မှာပြန်ထွက်သွားတဲ့အကြောင်းမျိုးလို့ ပေါက်တဲ့ဒီလည်းနည်းသလိုဘောတော့ကျွန်တော်တွက်ဆိုင်လေးလေးပဲဖောက်သွားတယ်လို့ဆိုလို့ရပါတယ်ခင်ဗျာအဲ့တော့ဗောက်တဲ့မျိုးတော့ကိုကျွန်တော်အကောင်းဆုံးလေးမျိုးစီတို့အတွက်ပေါ့နော်ချပြပေးဖို့အတွက်တွက်ဆိုင်ကောင်းလေးကိုလည်းပဲမျိုးစီတို့အလုံးအတွက်အစင်းလေးလုပ်ပေးထားပါတယ်အဲ့တော့ရရှိတဲ့ဒါလေးကတော့မနက်ခင်း7:00နာရီတမိနစ်အတွက် main on လေးခွက်ရညနေခင်း4:00နာရီခွက်အတွက် main on လေးခွက်ရဆိုပြီးတော့မနက်ခင်းညနေခင်းအတွက်ကိုဒီဗီဒီယိုလေးမှာပဲပေါင်းပြီးတော့ဘောနော်တစ်ချိန်ချင်းပြီးပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကြောင့်ဗီဒီယိုလေးကိုပြီးတဲ့ဒီဆက်ပြီးတော့ကြည့်တော်ဆီကျင်တာပါ တော့၅၅တိတောင်းလုံးပေါင်းတာပါပေါင်းရင်ဒီတတပါပါဒီ6ပါပေါ့နော်အဲ့တော့ဒီမှာရှိနေတဲ့3932နဲ့ပေါင်းတာပါပေါင်းရင်ဒီဘာရလို့ဆိုရင်နှစ်ပါနှစ်ပါဝါပြီးခွန်နဲ့နှစ်ခွန်ဆိုတဲ့ဇလုံးပိုင်းရမယ်ပေါ့နော်အဲ့ဒီနှစ်ခွန်ဇလုံးပိုင်းကိုကျွန်တော်တို့မှာဒီထွက်ခဲ့တဲ့ကဏ္ဍပေါ့နော်မနက်ခင်းပြည်တန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စရမိုင်းကြမင်းနဲ့မှာဒီနှစ်ခွန်ဇလုံးပိုင်းတွေကဇလုံး ဝင်လာခဲ့လားဆင်းလာခဲ့လားဆိုတော့ဒီမှာခုတ်ခွန်လို့ခဏပြတတ်တဲ့ကြောင့်မို့လို့ခုံတလုံးပိုင်းဝင်နေဗျာပြီးရင်ကို393ပေါင်းတဲ့အခါမှာဆိုရင်လည်းနှစ်ခုံတလုံးပိုင်းပဲလေးနှစ်ဆိုတော့နှစ်တလုံးပိုင်းရင်ဆိုပြီးတော့ဝင်ခဲ့တယ်ပြီးရင်နှစ်နှစ်3ပေါင်းတဲ့အခါမှာဆိုရင်လည်းလေးကိုဆိုတဲ့ဒီတလုံးပိုင်းလေးပဲကိုနှစ်ဆိုတော့ကိုတလုံးပိုင်းရယ်ဆိုပြီးတော့ဒီလိုမျိုးပါစဉ်းခဲ့တာလို့ပါနော်အဲတော့နောက်ထပ်ကျွန်တော်တို့ကစားရမယ့်ဒီဗုဒ္ဓဟူးနေ့အတွက်အပင်ပြဆိုင်မှာဆိုရင်တော့ကိုနှစ်တန်းဒီတလုံးပေါင်းပါမယ် ပေါင်းတဲ့အခါမှာဆိုရင်တော့၄ပါ၄ပါပါပြီး၉နဲ့၄၉ဆိုတဲ့သလုံးနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီဗုဒ္ဓဟူးနေ့မှာအသုံးပြုရမယ်ခစားရမယ်လို့အဆုံးလို့ရပါတယ်ခင်ဗျာအဲ့တော့ဒီ၄၉သလုံးကိုပဲကျွန်တော်တို့မှာရရှိထားတယ် break နဲ့ပြတ်ပြီးတော့ခစားမယ်ဗျာအဲ့တော့ကျွန်တော်တို့ရရှိထားတယ်ကျွန်တော်ရရှိထားတဲ့ break ကတော့ဒီမှာရှိနေတဲ့၉ရဲ့၅ရဲ့ဒီနှလုံးပေါင်းတာပါပေါင်းခြင်းဒီ၄လေးနခတ်ဒီနှစ်နဲ့လေးနှစ်ဆိုတဲ့ပရိတိုင်းကိုပြုပေးထားတာပါအဲ့တော့လေးနှစ်ပရိတိုင်းလေးဒီမှာဆိုရင်ခေါခေါလိုကသာဖြစ်တဲ့အကြောင်း ပရိတိုင်းနေနေရတော့နေတလုံးပရိတိုင်းပြေးတယ်တလုံးပိုင်းနေနေရတော့ခွန်တလုံးတလုံးပိုင်းစင်လာခဲ့တာဖြစ်ပြီးတော့ခွန်ခွန်တပွက်တက်ဆိုင်ရေလို့ဆိုပြီးတော့အောင်းသွားခဲ့တာပါပြီးရင်ဒုတိယတပင်ဒီလေးပဲ91ဒီနှလုံးပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်69ဆိုတဲ့ပရိတိုင်းကိုရထားတယ်ဒါထောက်ခဲ့တဲ့ကဏ္ဍက၄မိနစ်လောက်ကြာပြည့်တဲ့ကြောင်မို့လို့6ပရိတ်ဆိုင်ကိုမှန်တယ်ဘယ်လုံးပဲတစ်လုံးပိုင်းနေနေရလဲနှစ်တစ်လုံးပိုင်းဝင်လာခဲ့တာဖြစ်ပြီးတော့၄မိနစ်တက်ခွာတက်ဆိုင်ရေးပြီးတော့မှန်ခဲ့ထားတဲ့ပုံစံလေးပါပြီးရင်နောက်ထပ်တစ်ပင်ဒီ 6ရက်2ရက်ပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်7တိဆိုတဲ့ဒီပရိုက်လိုက်ပြီးခဲ့ပဲ6နှစ်ဆိုတော့ဗျာဒီမှာဆိုရင်လည်း7ပဲဆိုတော့ဆွဲတယ်ဒီလုံးပိုင်းကြီးပဲပဲ6ဒီလုံးပိုင်းရဲ့ကိုဆင်းလာခဲ့တာဖြစ်ပြီးတော့6နှစ်တကွာတွက်ဆိုင်လို့ဆိုပြီးတော့မှန်ခဲ့တယ်အောင်ခဲ့တယ်လို့ပြောလို့ရတယ်တွက်ဆိုင်ကိုပဲမရှိလို့အားလုံးအတွက်ပုံတောင်းတွေကိုတင်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီပေါ်တောင်းတွေတော့ဘရိတ် ကတော့6 6ဒီလုံးပေါင်းတာပါတောင်းကျင်းပြီးလေးနှစ်ခတ်ပြီးနှင်းနဲ့ လေးနှစ်ဆိုတော့ဖိုင်လိုင်းနဲ့ခစားရမှာဗျာအဲ့တော့လေးကိုလေးပဲပြင်ဖို့ဆိုရင်ဒေး၁၀ဆိုတဲ့တကွက်လေးကိုနှစ်ပြဖို့ဆိုရင်တော့ဒေး၈ဆိုတဲ့တကွက်ရပြီးလို့ရှိရင်၉၅တောင်ဆိုပြီးတော့ဒီမင်းလေးကတွက်ဆိုင်လေးကိုကျွန်တော်ကတော့ကျွန်တော်တို့အတော့မရှိရင်အလုံးသားပုံစံလေးမနက်ခင်းဆိုင်လိုက်၁၀မိနစ်ကျော်ဆိုပြီးတော့ကျွန်တော်ရှားပေးထားတဲ့ main on လေးကွက်တက်ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီထိုင်ကနေမှကျွန်တော်တက်ပြပေးတဲ့ထိုင်ကနေမှလူစုအလုံးတင်ပွက်နေတဲ့အတော့ပြမှာဆိုရင်လည်းကျွန်တော်ရဲ့အကြံကတော့ ၄၀တဝက်ကိုပို့ပြီးတော့အားသာကြိုက်နေတတ်ပါတယ်၁၂နိုင်ပြီးတတ်မယ်ကစားအသုံးပြုရမယ့် website link လေးပါနော်ညနေခင်း၄နိုင်ခေါက်တက်ကဒီ website လေးမှာလေဒီလိုကစားရမယ့်ခန်းလေးတွေရရှိတဲ့ website လေးကိုရှင်းပြပေးသွားပါမယ်ခင်ဗျာအဲ့တော့ညနေခင်းတို့အမေရှင်အားလုံးနဲ့ပြတ်ပြီးတော့ကြည့်သွားမယ့်အမေရှင်များအားလုံးအားလုံးကိုကျွန်တော်ကျောင်းရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးနေကြတဲ့အမေရှင်များအားလုံးအားလုံးနဲ့ကျွန်တော်ဒီမှာတူညီကနေညာနဲ့ထူးထူးရောက်ပါမယ် commission ရောင်းများလည်းပြန်ပြီးတော့ လာရောက်ဆက်တွေကနေသူအားပြုလို့ရပါတယ်ခင်ဗျာဆက်တွေ့ရမယ့်နံပါတ်ကတော့ Viber ရှိပါမယ် Telegram ရှိပါမယ်အဲ့တော့ Viber Telegram ဖုန်းနံပါတ်ကတော့ဒီတလုံးနဲ့ပါပါခင်ဗျာ Viber Telegram ဖုန်းနံပါတ်ဒီ39689681290ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဆက်သူမိမိဆက်တွေ့ကနေသူအားပြုတဲ့အခါမှာလို့ရပါတယ်ရောင်းချင်မှုအစိတ်ချမှုအပြေဝါထားပြီးတော့လာရောက်ဆက်တဲ့ကနေသူအားပြုလို့ရပါတယ်။ဒီရောအစားပိုင်းငွေရေးကြေးပိုင်းမှာစလို့ကျွန်တော်ဒီဟိုအိမ်အလုပ်စလို့လာခဲ့တဲ့အချိန်ခါတိလည်းမြို့သူဒုတိယပေါ်ပေါ်များ လည်းညစာကြတာမျိုးမရှိခဲ့ဘူးနေ့နေ့ချိန်ကပြီးအလုပ်ပေါ်မှာလည်းပဲမှန်မှန်ကန်ကန်နေပြီးအရောသားပိုင်းဝေးကြီးပိုင်းရမှာကပြုလို့လောက်ဆောင်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရောသားပိုင်းဝေးကြီးပိုင်းနဲ့ပတ်သက်ပြီးလည်းနမပြေမရှိမှန်မှန်ကန်ကန်အပြေဝနေတဲ့ရက်တွေလောက်ပိုင်းဆောင်ရလာတဲ့ဒုတိယသမားလေးကိုလည်းကျွန်တော်ဒီမှာလည်းကနေတို့အပြေနေကြတယ်မဲဟောင်းလေးစင်းရလည်းအပြေတော့ဖြစ်ဘူးရက်ဒီဘက်မှာလာရဆက်တဲ့ကနေတို့အပြေကြတယ်မိတ်ဆွေအင်းရတဲ့အပြေဒီသိရှိဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီမှာလာရောက်ကနေတို့အပိတ်ကြတဲ့မြို့ရှင်အားလုံးကိုလည်း confirmation ရေးပြန်ပြီးတော့ပေးပါရစေခင်ဗျာ။ ကော်မရှင်တွေကဘယ်လိုပြောပေးလဲဆိုရင်မိမိထိုးကြည့်ပြီးရောင်းလိုက်ပြီးအနည်းဆုံး800ကျော်စတင်ရှိတာနဲ့ထိုးတာပဲဒီကော်မရှင်ရောင်းပြန်ပြီးတူပြီးပြီးကော်မရှင်ကို900ကျော်နဲ့စပြီးတော့အကျိုးခံစားဖို့ရရှိပါမယ်3000နဲ့3000ကျပ်အထက်ဆိုရင်တော့ကော်မရှင်ကို900 600ကျပ်ကနေရရှိတော့မှဖြစ်ပြီးတော့5000နဲ့5000ကျပ်အထက်ဆိုရင်တော့ကော်မရှင်ကို900ကျပ်နဲ့ဆိုပြီးတော့ဗျာမရှိလို့ထိုးကြည့်ရရင်ရောင်းပါလိမ့်တယ်တတိအလဲကြီးလည်းတတ်မှတ်ထားတဲ့ဘာကြီးလားရရှိမဲ့ ကော်မရှင်ရာခိုင်နှုန်းလေးပြောင်းအစားအမျိုးဆုံး15ရာခိုင်နှုန်းလေးပြည်လဲတိုးမြင့်ပြီးတော့ရရှိပိုင်ဆိုင်သွားမဲ့ဒုခွင့်ရေးအကျိုးခံစားဖို့လိုပြောင်းမှာအစားအပြည့်အဝပြုလုပ်လုံဆောင်ပေးထားပြီးသားရှိပါတယ်မင်းစီတို့အားလုံးကိုလည်းပြုပြပေးပါရခင်ဗျာရခုလက်ရှိကျွန်တော်ဒီမှာလည်းရခုနဲ့တို့အပြည့်နေကြရမင်းစီများဆိုရင်ဒီအခွင့်အရေးအကျိုးခံစားဖို့ဒီမှာဆရရှိပြီးဖြစ်တာပါအဲ့ဒါကြောင့်မင်းစီများအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အခါမှာမင်းစီတို့မင်းစီများအနေနဲ့ဆက်သွယ်ကြတဲ့အပြည့်ကိုကွန်မရှင်များများပြန်ပြီးတော့ဒေးလို့ပေါ့နော် ဒါနဲ့ဆက်တဲ့အပိတ်ချင်းနဲ့အရောသားလိုက်တဲ့ဆိုချာချင်းကဆက်တဲ့အပိတ်တွေနဲ့အထူးအထူးကန်စားကုန်ပြီးတဲ့ကော်မရှင်ရရှိတဲ့နှုန်းထားပြီးပြပါရရှိဖတ်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒုတိယညနေပိုင်းပါကြောင်းလည်းပေါ်တာပဲဒီဒီယိုဒီဆက်ချစွာဖြင့်ဆက်တဲ့ကနေသူအပိတ်လို့ရပါတယ်ပြောလိုက်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ညနေခင်းပြဆိုင်လေးကတော့ဒီလိုပါ656အဒီကောင်လုံးပေါင်းကြပါခင်ဗျာပေါင်းတဲ့အခါမှာဆိုရင်ခွန်ခွန်ပါဝါတူနှစ်နဲ့ခွန်နှစ်ပေါ့နော်အဲခွန်နှစ်ဆိုရဲ့ တလုံးရမယ်ဗျာဒီ90တလုံးပိုင်းဒီမီးခွန်ဆိုတော့ခွန်တလုံးပိုင်းစင်းတယ်၈6မိနစ်ပေါင်းတဲ့အခါမှာလေးနောက်တစ်ပိုင်းပြန်တော့ပေါင်းတဲ့အခါမှာလေး61ဆိုတဲ့တလုံးပိုင်းဒီ68ဆိုတော့ဗျာဒီမှာစင်းနေတဲ့6တလုံးပိုင်းရင်ဆိုပြီးတော့ပြင်လာခဲ့တယ်ပြင်လာခဲ့တဲ့တတိယတပင်ဗျာခွန်၄ပေါင်းမယ်ဆိုရင်လေမီးခွန်ဆိုတဲ့တလုံးပိုင်းနဲ့ဒီမှာတစ်ခွန်ဆိုတော့ခွန်တလုံးပိုင်းရင်ဆိုပြီးတော့ဝင်လာခဲ့တယ်မှန်လာခဲ့တဲ့ဆက်ဆိုင်ပုံစံလေးတွေပါအဲတော့ကျွန်တော်ကစားရမယ့်ဒီပုံစံတွေအတွက်အပင်တော့ကတော့ 563ဒီ3လုံးပေါင်းတာပါဒီ3လုံးပေါင်းချင်းပြီး၄ရပါတယ်ခင်ဗျ၄ပါပါဒီ6နဲ့၄6တလုံးကိုပဲဒါလေးပဲကျွန်တော်တို့ရဲ့ဟုတ်တယ်ဦးနေနေခင်မှာကစားရမယ်ဗျအဲ့တော့ရှင်းရှင်းပြောရမယ်ဆိုရင်တော့အနည်းဆုံးတော့၄ကိုတလုံးအားကောင်းတယ်ဗျဘယ်နှခင်မှာလဲ၄ကိုတလုံးမရတယ်နေနေခင်မှာလည်း၄ကိုတလုံးပဲရထားတယ်လို့ဆိုလို့ရပါတယ်အဲ့တော့ဒုနှက်ကကစားရမယ်ပရိကေကိုလည်းမျိုးစီကိုပြီမှာပါအောင်တခါတည်းဆက်ပြပေးသွားပါမယ်ဒုနှက်ကကစားမှာပရိကေကတော့ဒီ၆၅ဒီနှလုံးပေါင်းတာပါပေါင်းတဲ့အခါမှာဆိုရင် 6ဆိုတဲ့ break ကိုပေးတယ်။ထွက်ခဲ့တဲ့ကဏ္ဍကဒီမှာ6ခုလောက်ထားပြတဲ့အတွက်ကြောင့်မို့လို့ tip break ပါလုံးတစ်လုံးပိုင်းနည်းရလဲခုံတစ်လုံးပိုင်းဆင်းလာခဲ့တာဖြစ်ပြီးတော့ tip break ခုံတစ်လုံးပိုင်းနဲ့အပြီး၄ခဲတကွဆင်းခဲ့တာပါခင်ဗျာ။ဒီ6 6ပေါင်းမယ်။ပေါင်းတဲ့အခါမှာဆိုရင်လည်း6 6ဆိုတဲ့ဒီ break တိုင်းဒီပဲပဲဒီမှာဆိုရင်6 8လောက်ထားပြတဲ့အတွက်ကြောင့်မို့လို့6 break ဆင်းတယ်လုံးတစ်လုံးပိုင်းနည်းရလဲ6တစ်လုံးတစ်လုံးပိုင်းဆိုပြီးတော့ဆင်းလာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ပြီးနောက်ထပ်တတိယတင်ပြတက်ဆိုင်ပြီးတစ်ခွန်ဒီနှလုံးပေါင်းမယ်ပေါင်းတဲ့အခါမှာဆိုရင်ချစ်တုံးဆိုရဲဒီပိတ်တိုင်းမှာနေပြီးတော့လည်းတစ်ခွန်ဆိုတော့ချစ်ပိတ်တိုင်းကြီးဆိုရဲလုံးပိုင်းကြီးလည်းပဲခွန်တစ်လုံးပိုင်းရင်ဆိုပြီးတော့ဝင်လာခဲ့တာဖြစ်ပြီးတော့တစ်ခွန်တစ်ခွန်တက်ဆိုင်ရဆိုပြီးတော့မှန်ကန်ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကစားရမယ့်ဒီပုံတော်ဦးမြင့်မြင့်ချင်းပြောပလိတ်ကိုတော့၅၆ဒီနှလုံးပေါင်းထားတာပါပေါင်းလိုက်တော့၁၆ဆိုရဲအဲ့ဒီတိုင်းနဲ့ကစားရအောင်ဗျာအဲ့တော့မနက်ခင်းမြင့်မြင့်ချင်းမျိုးကိုတစ်လုံးရတာချင်းတော့တူတယ် ဖယ်ရဲနဲ့ကပ်ကစားမယ်ဆိုရင်တော့ထိုးရမယ်ခဏလေးကတော့ကွဲပြားသွားတာပါလိမ့်မယ်အဲ့တော့လေးခုံဆိုတဲ့တစ်ခွက်ပေါ့နော်စစ်ဆရဲပြောင်းဆိုရင်လေးကို6ပဲပြောင်းဆိုရင်လေးနဲ့ဆိုတဲ့တစ်ခွက်ရဲ့6နဲ့ကိုခုံဆိုပြီးတော့ဒီငိမ့်လေးကတော့ဆက်ကြည့်ကြတော့ကျွန်တော်တို့ဒါကတော့ညနေခင်း၄နာရီခွာတက်မှာအပီပြင်းကစားရမယ်အသုံးပြုရမယ်လို့ဆိုလို့ရပါတယ်ခင်ဗျာအဲ့တော့ဒီတော့ဆက်ကြည့်ကြမှာမရှိဘူးလို့မရှိ냐အလုံးလေးသိချူပြီးတဲ့အခါမှာအကြိုက်ကြီးတွေကြိုက်နေတဲ့အချိန်တွေ အလုံးအတွက်ယူဆောင်ကစားဖို့အသင့်တော်မြတ်ကစားလေးကြီးဖြစ်ပါတယ်အဲ့တော့ဒီတော့ဆိုင်လေးနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေများအလုံးနဲ့သင်ခွင့်လေးချေကစားခြင်းလို့ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့လေးခွန်တစ်ခွက်ကိုတွေးချေထားပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေများအလုံးအလုံးကိုယ်တိုင်နဲ့တထာကိုယ်အစဉ်ပြေလာတယ်ဆိုတာကိုယ်အစဉ်ပြေမဲ့အရာလေးတွေကိုတွေးချေကစားအသုံးပြုပြီးတော့လည်းကျွန်တော်မိတ်ဆွေများအလုံးနဲ့ အခုဗုဒ္ဓဟူးနေ့ဒီမှာလည်းအလုံးအစင်ပြည့်ချာချောင်းလေးနဲ့ဒုတိယပောက်ကွက်ရရှိကြပါစေ။အလုံးအစင်ပြည့်ကံကောင်းမှုတွေရရှိပါစေကြပါစေလို့ဆုမွန်ပါတောင်းပန်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ရဲ့ဒီတော်ဆက်ပြည်ဝေးကိုအမြဲတမ်းအပိတ်ရှိရှိနေကြတဲ့မိစင်များအားလုံးအားလုံးပါပဲ။တိုးတယောက်ရှိပြီးမြေကျမှာကျွန်တော်ရဲ့ပြည်လို့လေးကိုအမြဲတမ်းအပိတ်ရှိရှိလာကြတဲ့မိစင်များတိုးတယောက်ဒီတိုင်းအားလုံးနဲ့အထူးကျေးဇူးတင်ပါပါတယ်။ကျွန်တော်ဒီမှာလည်းအမြဲရုံကြည်ကြည်နဲ့တိုးတယောက်ကိုလာရောက်ဆက်တဲ့ခဏတို့အားပေးနေကြတဲ့မိဟောင်းမိစင်များရောမိစင်များကိုလည်း အထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဲ့တော့မင်းစင်များအနေနဲ့လည်းဆက်လက်ပြီးတော့ယုံကြည်စိတ်ချစွာဖြင့်ကျွန်တော်စီမံခန့်ခွဲခန့်ခွဲထုတ်အပ်ပြုလုပ်ရပါတယ်ကျွန်တော်ရဲ့ကဏ္ဍကိုကိုထိုးခြင်းလို့လည်းဖြစ်ဖြစ်အခြားသောမင်းစီတို့တိုင်းနဲ့ပတ်တဲ့ဒီပြည်ကဏ္ဍကိုမဆိုပါခင်ဗျာဆက်တဲ့ကဏ္ဍတို့အပ်ပြုလုပ်ရပါတယ်လို့မင်းစီကအားလုံးကိုပြောပြပေးပါတယ်ပြချိန်လေးကတော့မနက်ခင်းမှဆိုရင်စက်တန်90ပါညနေခင်းမှဆိုရင်3955မိနစ်ကဏ္ဍထုတ်ခြင်းလေးရရှိတာဖြစ်တဲ့အတွက်ကြောင့်လည်း ကျွန်တော်ယခုပြပြပေးလိုက်တဲ့ပိတ်ချင်းလေးမတိုင်းခင်မှာကျွန်တော်မျိုးစုံရဲ့အသေးစိတ်ကဒီပိတ်ချင်းလေးမတိုင်းခင်မှာမိမိထိုးစင်တဲ့ကနေလေးတွေဘာရောက်ဆက်တဲ့ကနေတို့အားပေးလို့ရပါပြီလို့ပြောရင်းနဲ့ဒီမျိုးကူတော်လေးကိုတင်ပြပါမယ်ဆုံးသတ်လိုက်ပါမယ်ခင်ဗျာအားလုံးအပြင်ကိုကြံကြောင်းကြပါစေကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖိတ်ကိုလည်းတခြားလူမမှန်ရင်းစီပဲနေပြီးတော့ကျွန်တော်မျိုးစုံရဲ့အားလုံးနဲ့အဆင်ပြေတဲ့ပေါ့ပေါ့လေးရယူပိုင်ဆိုင်နေကြပါစေလို့ဆုမောကောင်းပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်